အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မေလ18ရက်နေ့စနေနေ့အတွက်မိုးလေဝသခံမှန်းချက်တွေကိုတင်ဆက်ပေးပါရမယ်ဘင်္ဂလားပြည်နယ်ရောအရှေ့လေပိုင်းမှာဖြစ်ပေါ်လာမယ့်ဆိုက်ကလုန်းမုန်တိုင်းဟာအနောက်တောင်မုန်တုံးလေးဝင်ရောက်လာတာကြောင့်ဘင်္ဂလားပြည်နယ်ရောအနောက်တောင်ပိုင်းကိုမုန်တိုင်းဖြစ်နိုင်တဲ့တည်နေရာပြောင်းသွားတယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကအသိပေးထားပါတယ် လာမယ့်မေလ28ရက်နေ့ကနေ30ရက်နေ့အတွင်းဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာမုန်တိုင်းဖြစ်နိုင်ခြေပုံများလာပြီးဆိုက်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ90ရာခိုင်နှုန်းရှိတယ်လို့လည်းသိရပါဗျ။မြန်မာနိုင်ငံအတွင်းမှာတော့တနိုင်ငံလုံးကိုအနောက်တောင်ဘက်သို့လေဝင်ရောက်လာခဲ့ပြီးမေလ25ရက်နေ့နဲ့26ရက်နေ့ကနေစတင်ကနေရာနှံ့ပြမှာမိုးအထင်အထင်ကနေမိုးများလာပါမယ်။ ချင်းတွင်းမြေအေယာဝရီမြေပဲခူးမြေစစ်တောင်မြေရခိုင်ပြည်မြစ်တွေနဲ့မော်ပြည်ကရင်ပြည်မြစ်တွေရဲ့မြစ်ဖြားပိုင်းတွေမှာမိုးရေချိန်ရှလမခန့်မိုးရွာသွန်းနိုင်လို့မေလလကုန်ပိုင်းဇွန်လပထမဘက်အတွင်းကာလတွေမှာမြေကြီးတက်လာနိုင်တာကိုသတိထားကြဖို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကသတိပေးထားပါတယ် ဒီကနေ့ညနေအထိကရနေကြရပြီးရှမ်းပြည်မြောက်ပိုင်းရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းနဲ့အေရဝတီတိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကျန်ပြည်နယ်နဲ့တိုင်းတို့မှာနေရာနှံပြမိုးထချုံရွာနိုင်ပြီးရွာရင်ရှားနှောင်းပြည့်ဖြစ်ပါတယ်။ကချင်ပြည်ချင်းပြည်ရခိုင်ပြည်ရှမ်းပြည်နေပြည်တော်နဲ့စကိုင်းတိုင်းထပ်ပိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။ ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာမုတ်တုံလေအားအသင်းအင်းရှိနေပြီးတန်ဘင်္ဂလားပင်လယ်အော်မှာတိမ်အသင်းအင်းကနေတိမ်ထူထပ်နေပါတယ်။မြမကန်ယူတဲ့တခြားနယ်ကန်လွန်ပင်လယ်ပြင်တို့မှာတခါတည်းမုတ်သက်လေးပြင်းများကြာရောက်ပြီးလှိုင်းအသင်းအင်းကနေလှိုင်းကြီးနိုင်ပြီးလှိုင်းမြမခွနပေကနေကိုးပေကန်ထိရှိနိုင်ပါတယ်။ ကချင်ပြည်ရခိုင်ပြည်ရန်ကုန်တိုင်းစကိုင်းနယ်ထပ်ပိုင်းအေရဝတီတိုင်းနဲ့တရနာရီတိုင်းတို့မှာမိုးတိမ်တောင်းတွေဖြစ်ပေါ်နေပြီးအဆိုပါမိုးတိမ်တောင်းတွေရွေရှားရနေရတဲ့ကြမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းများတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုပစ်ခြင်းလျှင်စည်းလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်တွေဖြစ်ပေါ်နိုင်လို့ကြိုတင်သတိပြုနေထိုင်ကြဖို့စစ်ကောင်စီမုံစလာကအကြံပြုထားပါတယ်။နောက်နှစ်ရက်အတွင်း မြဝကျုံမဒေတာတွေမှာမိုးသိမ်းထန်စွာရွာသွန်းခြင်းမိုးတိမ်နောင်နေဖြစ်ပေါ်ခြင်းလေပြင်းတိုက်ခတ်ခြင်းစားရထစ်ချုံမဲ့အခြေအနေများဖြစ်ပေါ်နိုင်ပါရဲ့ရှင်ကျမနွယ်နွယ်ပါ